ဒီနေ့ဒေးထွဲမှာဆရာတင်ပေးမှာတော့ကိုယ့်အမြင်ကိုပြောပြတတ်ဖို့နဲ့သူများအမြင်ကိုပြောတတ်ဖို့ပဲဖြစ်တယ်။အဲ့တော့ရက်60တဲ့ English speaking ကောင်းဖို့ CV ဖြစ်တယ်။တရက်နဲ့တရက်အကြောင်းအရာတွေကမတူပေမဲ့တရက်တရက်ချိန်ဆမှုတွေလည်းရှိတယ်။အဲ့တော့တရက်ကိုကြည့်လို့ရှိရင်နောက်တရက်အတွက်အထောက်ပံ့လည်းဖြစ်နိုင်တယ်။ပြီးတော့အဲ့ရက်60ဆိုတာပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ English speaking ဒီ scale ဟာဆိုလို့ရှိရင်ဒီတိုင်းနေတဲ့ဆိုင်အများကြီးတိုးတက်သွားမှာဆိုတော့တနေ့တစ်ခုကိုပုံမှန်မပြည့်လေ့လာမယ်အဲ့ထက်မှကိုမသိတဲ့ meaning တွေပါလေရှင်ကြက်မယ်အဲ့တိုင်းလိုက်ပြီးတော့ပြောမယ်ပေါ့နော်အချိန်တွေကိုအကျိုးရှိရှိအသုံးချပါခွင့်ရရအောင်ပေါ့ကဲဟုတ်ပြီအဲ့ဆိုရင်ဒီမှာရှိတဲ့ဟာတွေကိုကိုကပြောတက်လားမပြောတက်ဘူးလားဆိုတော့တစ်ချက်လောက်ကြည့်လိုက်နံပါတ်1တစ်ချက်ကသဘောတူညီရဲ့ကိုယ့်ရဲ့အမြင်နဲ့သူ့ရဲ့မြင်ုံမင်းမဲ့ဆိုရင်ဒီမှာမင်းသဘောတူလားမတူဘူးလားနော်ဒါအခြေခံကြားဆုံးမေးခွန်းနေပဲ မင်းမြင်ရောဘာလဲဒီအလုံးစုံတွေသိမလားမင်းဘာကြောင့်ဒီလိုထင်လဲဒီအလုံးစုံတွေပေါ့အဲ့တော့ကိုယ့်ဘက်ကပြန်ပြောလဲငါလုံးဝသဘောတူတယ်ဒါသဘောတူတဲ့အခါသဘောမတူဘူးအပြတ်မငင်းချင်ဆိုရင်တော့ငါတိတ်မသေးကြဘူးအဲ့လိုပြောမှလားဒါမှမဟုတ်လဲငင်းမယ်ပေါ့ရိုးရိုးသားသားပြောရရင်တော့ငါဒီစိတ်ကူကိုမကြိုက်ဘူးဒါမှမဟုတ်ဒါလက်တွေ့မကြောက်ဘူးလို့ငင်းမှလားနော်ဒါလုံးဝသဘောတူတာမသေးကြတာရယ်ငင်းတာရယ်အဲ့ဒီသုံးမျိုးလောက်လို့ရှိရင် ကိုယ့်ရဲ့အမြင်ကိုကိုကပြောလို့ရပြီငါတော့သဘောတူတာလားမတူဘူးလားအဲဒါအဲ့လိုမျိုးပေါ့နော်ကိုဘက်ကနေမေးတယ်မေးခွန်း၃မျိုးလေဒါပေါ့ဟိုအဖြစ်နိုင်ခြေအရှိဆုံးနဲ့အသုံးအများဆုံးဆိုတဲ့ပုံစံကိုဆရာစဉ်းစားပြီးတော့ရေးထားဖြစ်တယ်ကဲဟုတ်ပြီအဲ့တော့အဲ့ဒါကိုဟိုဗီဒီယိုခဏလေးရိုက်လိုက်မယ်ပေါ့နော်ရိုက်ပြီးလို့ရှိရင်အဲဒါလေးတို့ကိုပေါ့အရင်ပြောကြည့်လိုက်မယ်ပြောကြည့်လို့မရရဆွဲနေရမှာဒီမြန်မာနေရာလေးမှာဝိုင်းထားလိုက်မယ်ဟာလေးတွေမပြောတတ်ဘူးပြီးရင်ဆရာပြောပြတဲ့ဟာလေးကိုနားထောင်ပြီးတော့အဖြေတိုက်ပြီးအဲဒါလေးကိုကြက်လိုက်မယ်ဒါဆိုရင်ကိုယ့်ရဲ့ကိုယ်ပိုင်ဟာလေးဖြစ်သွားမယ်ပေါ့နော်ကြည့်အားဆိုရင်ခဏလေးကြက်ပြီးတော့ကြည့်လိုက်ပါ ကဲဟုတ်ပြီအဲ့ဒါစလိုက်ရအောင်မင်းသဘောတူလားမတူလားအမှသဘောတူတယ်ဆိုတော့အင်္ဂလိပ်လိုဘာလို့ခေါ်လဲဆိုရင် agree လို့ခေါ်တယ် agree ဆိုတာသဘောတူတယ်လို့ခေါ်တယ်သဘောမတူတာကိုကြာတော့ disagree လို့ခေါ်တယ်နော်အားလေးမှတ်ထားမယ်သဘောတူတာ agree သဘောမတူတာ disagree ပြီးတော့ဒီနှလုံးက verb တွေဖြစ်တယ်အဲ့တော့ verb တွေဒီရှေ့အခုဘာထုတ်ရလဲဆိုလို့ရှိရင်ဘာဝမ်းမှာဆိုရင် do နဲ့ does ကိုထုတ်ရရဲဆိုပြီးတော့ဆရာက800ရ30 series အင်္ဂလိပ်စာအောက်တက်ကြည့်ဖို့အဲ့ဒါကအုံမြင့်ပဲလေအုံမြင့်ချပြီးဒါကဘာပြောမလဲဆိုတာနိုင်ရန်တွေတက်လာပြီး အနောက်ဆွဲခေါမိုးတွေပါကောက်ပြီးမိုးတော့ပဲပေါ့နော်ဟုတ်ပြီလားအဲ့တော့အဲ့တော့အဲ့အုံမြစ်ကိုအရင်သွားပြီးကြည့်ပြီးမှသားကိုကြည့်ဖို့ဆရာအကြံပြုတယ်ဟုတ်ပြီဘဝမှာဆိုရင်ရှေ့ကိုအခုဘာထွက်လဲဆိုတော့ဒူးနဲ့ဒတ်ထွက်ရတယ်အဲ့ဒီအချိန်မှာဟောဒီကမင်းဆိုတာလေးရတဲ့တယောက်တစ်ဖြစ်ပေမဲ့လည်း second person i are first person you are second person အများသဘောဆောင်တော့ကျတော့ဒူးကိုသုံးရတယ်အဲ့တော့ min ဆိုတော့ use ဆိုတော့အမှ do use ဆိုပြီးဖြစ်သွားပြီ။ဒါလေးကဒီနောက်မှာ v0 လေး။ဘာကြောင့် v0 ဖြစ်တယ်ဆိုတာလေးကိုရှေ့မှာပြန်ကြည့်ပို့ရှင်းရှင်း။ဒီမှာတော့အကြံပေးလေးပြောပြလိုက်မယ်။ do တက်ခေါ်လိုက်ရင်နောက်မှာ v0 ကျင်တယ်။ အဲ့တော့ပြောကြည့်အောင် do you agree မင်းသဘောတူလားနော် or လေးထပ်လိုက်မယ် or ရဲ့အဓိပ္ပာယ်က do မဟုတ်လို့အဓိပ္ပာယ်ထွက်တယ် or ဒါမှမဟုတ်ရင် disagree သဘောမတူဘူးလားအဲ့တော့အဲ့ပုံစံလေးမြင်ကြည့်မယ်နော် do you agree or disagree ကိုဘကသဘောတူရဲဆိုရင် yes i do လို့လည်းပြောလို့ရတယ် i agree ကသဘောတူတယ် i disagree ကသဘောမတူဘူးအဲ့လိုလေးမှတ်ထားမယ်နော်ဒါသဘောတူလားမတူလားဆိုတော့ရပါပြီကဲနောက်တစ်ခါမင်းရဲ့အမြင်ကဘာလဲလဲမေးခွန်းဆိုရင်ဘာလုပ်ရမလဲဆိုတော့အိုရှိရရ30စီးမှာတော့ပြောထားပြီးပြီ ဒါပေမဲ့ဒီခုမှဖြတ်ပြီးကြည့်ရလို့ဆိုလို့ရှိရင် lemon ကိုဆိုရင် WH နဲ့စမယ်လို့မှတ်ထားရမယ်။ဘာလဲဆိုတော့ဆရာကထုတ်လိုက်ဆိုရင် what ပြီးရင်အခုထုတ်ရမယ်။ဒါပေမဲ့ဒီမှာဖြစ်တယ်ဆိုတဲ့သဘောတရားပါတယ်။မင်းအမြင်ကတော့ဘာဖြစ်တယ်လဲဆိုတဲ့ပြပါတယ်။ဖြစ်တည်ပါရင် ambassador ကိုတောင်းရမယ်။အဲ့တော့ဆရာကမှ is တောင်းရမယ်။ what is ဒီမှာသိမှုကောင်းတာကမင်းကတော့သိမယ်။သင်ဤဆိုအောင်ယူအောင်တော့မယ်။ဒီမှာမင်းဆိုပေမဲ့မင်းတယောက်တည်းကိုပြောချင်တာမို့ မင်းရဲ့အမြင်ဆိုတဲ့ e ဆိုတဲ့အဓိပ္ပာယ်လေးသဘောတရားလေးကိုဒီနားမှာမြှုပ်ထားတဲ့အကြောင်းမင်းမမရအောင်မင်း e ဆိုတဲ့ယူအောင်လုပ်ရတယ်အမြင်ကိုနှစ်မျိုးရေးလို့ရတယ်အဲ့ဒါဘာလဲဆိုရင်အဲဒီလိုစကားလုံးအတိတ်ကဘာလို့ရမလဲဆိုရင်ချက်ကမှာပေါ့နော် opinion what's your opinion မင်းအမြင်ကဘာလဲအဲ့လိုမျိုးလို့ရတယ်နောက်တစ်ခုကြတော့ point of view လို့ခေါ်တယ် we are in the view เนาะအဲ့ဒါလည်းအမြင်ပဲအဲ့နှစ်မျိုးမှတ်ထားမယ်အဲ့တော့ what's your opinion အဲ့မို့လဲ what's your point of view မင်းအမြင်ကဘာလဲဆိုပြီးတော့နှမျိုးမေးလို့ရတယ်အမြင်ဆိုတာကို point of view လို့ခေါ်တယ်เนาะငါအမြင်ဆိုရင် my opinion เนาะဒါက my point of view လို့တော့ရတယ်မင်းအမြင်ဆိုရင် your opinion your point of view ဘာလဲဆိုတော့ရှေ့ကဟိုကလေးထပ်လိုက်တယ်ဘဝကိုယူရှင်းပါတယ်ပေါ့เนาะဒီနေ့တစ်ခုဒါလေ့လာမယ်ဆိုလို့ရှိရင်ပြောမယ်ဆိုမိုးရင်ဆက်တွေစုထားတဲ့ရေအိုးတစ်လုံးလို့ပဲเนาะပြည့်မလာရင်တောင်မှ0ဖြစ်မနေဘူး0ဖြစ်မနေဘူးကအရေးကြီးတယ်เนาะ share ဖြစ်မနေတောင်မှကိုက0နေအောင်မရောက်စေနဲ့အနောက်ခါမင်းဘာကြောင့်ဒီလိုထင်လဲပေါ့เนาะ ။ဘာကြောင့်ဆိုလို့ရှိရင်ဆရာဘာလို့တုံးလဲဆိုရင် why ကိုတုံးမယ်။ဟုတ်ပြီနော်။ရှိကိုလဲမျိုးကိုဆိုတော့ရှိက why ထုတ်လိုက်တယ်။ why ပြီးရင်အခုထုတ်ရတော့မယ်။ဒီမှာထင်တယ်ဆိုရင် verb ပါတယ်။ပြောချင်တာဖြစ်တယ်ဆိုတဲ့ amisa တုံးလို့မရဘူး။ထင်တယ်ကိုအင်္ဂလိပ်လိုဘာလို့ခေါ်လဲဆို think လို့ခေါ်ရယ်။ think ဆိုင်ကိ think ဆိုတာ verb ပေါ့နော်။ဒါထင်လား။အဲဘတ်ရှိရဆိုရင်ရှိကအကူက do that ထောက်ရမယ်ပေါ့နော် main ကိုပဲဆိုတော့ခုနကပြောသလိုပဲ do ထုတ်မယ် main ကိုမြင်မှာဆိုတော့ subject က you ထည့်တယ် why do you think မင်း ဘာကြောင့်ထင်တာလဲဒီလိုဆိုတာလေးတင်တယ်ဒီလိုလေးအင်္ဂလိပ်လိုဆရာတော့ so လို့ခေါ်လိုက်မယ် why do you think so why do you think so မင်းဘာဖြစ်လို့ဒီလိုထင်ရတာလဲဘာကြောင့်မင်းဒီလိုမြင်ရတာလဲပေါ့လေခုန opinion ကဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာလေးပဲထွက်တယ်ဘာသာတစ်ခါငါလုံးဝသဘောတူတယ်ငါလုံးဝသဘောတူတယ်ဟုတ်ပြီငါဆိုတော့ i ပေါ့သဘောတူတာပါလဲဆိုရင် agree a g r e e agree ခုနကပေါ်မှာပါတယ် i agree အဲဘာလဲဆိုရင် လုံးဝသဘောတူတယ်အလုံးဝဆိုရင်ဆရာအဲ့ဒီလုံးဝအတိတ်ကြရမယ် t o t a ကလဝိုင် totally လို့ခဲ့တယ်ထွက်တယ် i totally agree เนาะမင်းเนี่ยဆိုရင်အဲဒီလိုလေး agree ရနောက်မှာဖွင့်လိုက်ရတဲ့ဘောဒီမာနေချက်လေးရတယ်ဆရာတော့ agree ဆိုလို့ရှင်နောက်မှာဘယ်လိုဘယ်လိုပြောရမလဲဆိုလို့ရှင် object လေးထည့်มาဆရာပြောလို့ကောင်းတာဆိုတော့ဆရာဖွင့်ထည့်လိုက်မယ် agree နဲ့ဖွင့်နေရတာသူတွဲပတ်ပဲမိတ်ဖတ်ပဲအားဒီမှာထားတယ် agree ဖွင့်ဘလို့သဘောတူရလဲဆိုတော့အဲ့နောက်ထပ်မှာထည့်မှာမင်းကိုသဘောတူရဲဆိုရင်ယူပေါ့ငါမင်းပြောတာနဲ့လုံးဝသဘောတူရဲဆိုအဲ့လိုလေးတောင်းရအောင် I totally agree လို့ရလိုက်လေရတယ်အမလို့ I totally agree with you ဆရာမဆက်ချင်တာ agree ရဲ့နောက်မှာ quit လိုက်ပြီးမှကိုသဘောတူတဲ့ကြောင်းအောင်နောက်မှာထည့်လို့ရတယ် quit ခံပြီးမှရေးရမယ်ဟုတ်ပြီနော်ဒါကိုသဘောတူတဲ့အခါ totally သိမတည်ချာဘူးသဘောတူနိုင်ချေမသဘောမတူတော့ပြမဟုတ်နော်တိတ်တော့မတည်ချာသေးဘူးဆိုရင်တော့ i တော့မယ်တည်ချာလားနောက်မှာ sure ပေါ့ i sure ဒါမဲ့ sure ကဘာလို့ခေါ်လဲဆိုရင် adjective လို့ခေါ်တယ်နော်ဆရာမြဲတမ်းပြောပြနေတယ်ရှေ့ရ30စီမှာပြောတယ်အကျစ်စ်ဒီရှေ့မှာ ms r ပါမှာရမယ်သူက dot ဆိုရလေးပဲထွက်တာ哦ဒါဆရာ ms r ထည့်မယ် i'm I'm sure ဒါဆိုငါသေချာတယ်မသေချာရင်ဒီမှာ not ထပ်ထည့်မယ်အဲ့တော့ဘာဖြစ်သွားလဲဆိုရင် I'm not sure ဒီမှာ am ဘာကြောင့်ဖြစ် adjective ဘာလို့ဖြစ်တာနော်ဟုတ်ပြီဆရာသေးစိတ်လေးလက်ရှင်းပြမယ်ဟိုမြန်မြန်လေးလက်သွားမယ်ပေါ့နော်သေချာလေးလိုက်မှာပို့တော့လို့ရ I'm not sure ငါသေသေချာမသေချာဘူးခဏခဆက်သွားမယ်ရိုးရိုးတတပြောရရင်ငါဒီစိတ်ကူးကိုမကြိုက်ဘူးဒါတစ်ဖြက်ပေါ့ရိုးတတပြောရရင်ဆိုတာပြောမယ်ဒီဟာလာကတော့အဲဒီလမ်းနာတွေရအောင်မယ်ငါဆိုတော့ I ပေါ့မကြိုက်ဘူးဆိုရင် don't like ဒီမှာဘာကြောင့်ထုံးခေါ်လဲဆိုတော့ဒီကောင်က vert မှတ်လို့နော် vert ဆိုရင် am ဆာမလုံး fan one ဆိုရင် do နဲ့ does နဲ့လုံးတယ်အမှမှာ i are first person အများသဘောဆောင်တယ်လို့ယူစားပြီးတော့ထုံးကိုလုံးတယ်ဒီစိတ်ကူးဆိုရင် this idea ပေါ့နော် i don't like this idea ဟာဒီစိတ်ကူးမကြောက်ဘူးအဲဒါဘာလေးကြံလဲရိုးရိုးတတ်တတ်ပြောရရင်အဲ့ဒါကြိုးစားလို့မှတ်ထားမယ် h o n e s t honest လို့နာမည်ထားဘူးနော် h နဲ့စပါမယ် honest honest ဆိုတော့အာဒါနဲ့ထားမယ်အဲ့လေးမှတ်ထားမယ် honest ဒါယူသားတော့လို့ဒီမထွက်လေအဲ့တော့ one လေးထပ်လိုက်မယ် honestly ယူယူတာတာပြောရရင် i don't like this idea အတိစိတ်ကူတော့ငါမကြိုက်ဘူးเนาะနောက်ကဒါကလက်တွေ့မကြဘူးဒါကဆိုတော့ this တုံးလိုက်ရတယ် it တုံးလိုက်ရတယ် it ကိုဆရာပို့ကြတယ် it လက်တွေ့ကြတာ p r a c t i c a practical ဆိုတာရှိတယ်ကဲအဲ့ဒါကိုလည်းမှတ်ထားမှာအဲ့ဒါ adjective ဒါဆိုရင်လောက်ပါအောင်လမ်းလာရေး adjective ဆိုရင်ရှင်းမှာဘာလို့မလဲဆိုရင် i မျက်စာလာမယ်မလား i t 8ကကြတော့ i s နဲ့ပဲတွေ့ရလေအဲ့တော့ is မကြိုက် knowledge ထဲမှာ It's not practical. Okay, let you all do you agree or disagree? What's your opinion? What's your final view? Why do you think so? I totally agree with you. I'm not sure. Honestly, I don't like this idea. It's not practical. Okay. ဒီနေ့စာတခုပြီးသွားပြီ။အကျိုးရှိမလို့ညှော်လင့်နေ။အကျိုးရှိအောင်အသုံးချမယ်။နေ့တိုင်းလေ့ကျင့်မယ်။နောက်နေ့မှဆိုလို့ရှိရင်လည်းနောက်ထပ် နောက်ထပ်ခေါင်းစဉ်တစ်ခုကိုထပ်ပြီးတော့သင်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ခေါင်းစဉ်လေးတွေစုပြီးတော့လေ့လာကြပါအားလုံးပဲအဆင်ပြေကြပါစေနော်